့ SSC ဥပဒေသူပြောသွားတာပေါ့လေဟို Federal အခွင့်အရေးကိုပေးဖို့အစဉ်အသင့်ရှိတယ်ပေါ့ဒါပေမဲ့ဟိုသူထိုက်တင်တာကိုပဲတွားရမှာပေါ့လေဖြစ်တင်ဖြစ်ထိုက်တာဖြစ်အောင်လို့ဥပဒေရတွားရမယ်ဆိုပြီးတော့ပြောတယ်ပေါ့ဒီပုံမှာလည်းပေါ့တချို့ကတုံးတက်ကြတာပေါ့လေဒီတိုင်းသာလက်နက်ကိုင်တွေအနေနဲ့လွတ်တော်တွေကိုတရားဝင်နည်းလမ်းနဲ့ဝင်လာဖို့လိုရဲဆိုပြီးတော့တုံးတက်ကြပါဒီလိုမျိုးဖက်တွေအခွင့်အရေးကိုရှားဖို့ပေးဖို့ဆိုရင်ပေါ့လေဒီပေါ်ပေါ်ရှေ့အနေနဲ့ဘယ်လိုသဘောထားအမြင်ရှိလဲပေါ့ရှင့် အလုံးအလုံးပြပါတယ်ဒါကတော့ဒီနတ်ဆက်ကခေါင်းဆောင်ကနေပြီးတော့အလုံးကို2008အောက်ကိုသူတို့တွတ်သွင်းမယ်သူတို့အပေါ်ကနေအုပ်ဆိုးပဲထိမ့်ထိမ့်မှာပေါ့နော်ဒါဒါသူတို့သူတို့ရဲ့ agency ဖြစ်တာပေါ့လေဒါဒီအဲသူတို့ကဖက်ဒရယ်ကိုဒီတရားဥပဒေဆိုတာဘယ်တရားဥပဒေကိုပြောတာလဲပေါ့နော်တရားဥပဒေဆိုတာ2008တရားဥပဒေပဲဖြစ်ကောင်းဖြစ်မယ်လေဒါပဲခြားဥပဒေတော့မရှိဘူးပေါ့နော် အကြောဒီ2008တရားဥပဒေနဲ့ပဲ2008အောက်မှာပဲဆိုရင်တော့ပဲတိုင်းရင်းသားလက်နက်ကင်ဖွဲ့စည်းမှဒီအာဒီဒီယူကောက်ပွဲပဲဖြစ်ဖြစ်ဒီငင်းငင်းရေးပဲဖြစ်ဖြစ်ပေါ့နော်ဒါဝင်သွားဖို့ကတော့အာရှိလိမ့်မယ်တော့မဟုတ်ဘူးပေါ့နော်ဒီလိုမျိုးဒီပေါ်စီရနေပြီးတော့မှဒါပြောဆိုတာခေါ်ဆိုတာတော့ဒီကျွန်တော်တို့နိုင်ငံအတွက်ကောင်းလာတော့မဟုတ်ဘူးနော်ဒီထက်ပြฏิပက္ခတွေပိုများယုံပဲရှိပါတယ် နောက်ပြီးတော့တခုမေးချင်တာကဒီဆရာဆရာခေါင်းအာဒီခေါင်းဆောင်နေတဲ့ဒီဖက်ဒရယ်ဘလို့နားလည်လဲပေါ့နော်ဖက်ဒရယ်ကိုသူဘလောက်နားလည်လဲပေါ့နော်အဖက်ဒရယ်ဆိုတာဒါကတော့ဒီတိုင်းဒေသတွေမှာသူမှန်ကိုမူလကလေးကရှိနေတဲ့ခွေကြီးတွေအာဒါပေးရမှာပေါ့နော်ဒါပေးဖို့ပေးရမှာပေါ့နော်မပေးမချင်းတော့တိုင်းဒေသတွေလည်းလည်းကန်ရဖွဲ့တွေပဲဖြစ်ဒီတော်လိုင်းဖွဲ့စည်းတွေပဲဖြစ်ခုလက်ရှိဒီပမာပြည်လေပိုင်းအာပမာလူမျိုးတွေကိုယ်တိုင်ကဒီ တို့တို့ရဲ့လုံချင်တဲ့ခွေရည်မရမချင်းတော့တို့တို့ဒါတော့အခုနေမှာနော်ဒါတို့တို့ဆက်ပြီးတော့တိုက်နေမှာဖြစ်ပါတယ်ကျွန်တော်တို့ကအားလုံးကတော့ဒီမိုကရေစီနီလန်းရပဲကျွန်တော်တို့ကစကားပြောဆွေးနွေးပြီးတော့မှဒီကြေတနာအားလုံးကိုပြည်လဲကျင်တာဖြစ်တယ်ဒါမဲ့2020 2021ဒီအာအနာတိန်နာကဒီဒီမိုကရေစီခွေလန်းတွေအားလုံးဖျက်သိမ်းလိုက်တယ်နောက်ဒီငင်းကြမ်းစွာဆွေးနွေးဖြေရှာမှုကိစ္စတွေလည်းအလုံးဆွေးနွေးလိုက်တဲ့အတွက်ဒီကနေ့ဖြစ်ပေါ်နေတဲ့ပြည်ပခါကအ ီစရစဒီကောင်းဆောင်စစ်ကောင်းဆောင်ရဲ့အပေါ်မှာပဲတမ်းမှုတည်တာပေါ့နော်သူပဲလုပ်ခဲ့တယ်သူပဲစခဲ့တာတွေဖြစ်တယ်ပေါ့နော်ဒီပတိပခာကြီးကိုအဲဒီပတိပခာသူစခဲ့တဲ့ဒီပတိပခာကြီးကိုသူကတော့အာလုံးသူ့အောက်မှာဆက်ပြီးတော့ဝင်ပြီးတော့ဖြည့်ရှင်းပါဆိုတော့ဘယ်သူမှလက်ခံမှာတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့သူကလည်းဒီဖက်ဒရယ်ကိုလို့နားလေလေကျွန်တော်လည်းမသိဘူးဒါပေမဲ့ဖက်ဒရယ်ဆိုတာကိုတိဆောက်ခဲ့မယ်ဆိုရင်တော့ ဒီကတော့ဒီပြည်နယ်သူမဟုတ်တိုင်းဒါဒေတာမှာရှိတဲ့တိုင်းဒါလူမျိုးတွေရဲ့ကိုယ်ပိုင်အပြတ်ထန်းခွေပေါ့နော်သူတို့ကိုယ်ပိုင်ပြတ်ထန်းခွေကိုဒါပြေဝပေးဖို့လိုတယ်နောက်ဒီချိန်ထဲမှာပဲဒီကနေ့အဗမာပြည်နယ်ပိုင်းမှာ ဖြစ်နေတဲ့ဒီအတော်လိုင်းရာစုတွေတော့သူတို့ရဲ့ဒီမိုကရေစီခွေရင်းနဲ့သူတို့ရဲ့ကိုယ်ပိုင်ပြတ်ထန်းခွေခွေရင်းတွေဒါတွေအားလုံးပေးရမယ် 第一，他那个刀工啊，包包馅的，你知道吗？他新南开馆们，所以叫经常听的。第 <noise> 二，不就讲嘛？第二啊，啥啥啥，刚上的表嘞，谁刚上的表嘞？他这我都来看嘛，他们好工作，经常把他表的嘛。第二，我讲嘛，这初冬这大波，听说到那个天安门里面去拉布的，我讲你等下来看看，你听听啵。说，等下等下，看人家搞，我到那个，哎，没有啵？天安门里面去拉布啊，是哪一版拉布？是哪个版拉布？ သူပြောနေတာကတော့ကျွန်တော်သိပါတယ်သူတို့ကတော့ဒီလက်နဲ့တွေဆိုးပြီးတော့ယူကောက်ပွဲဝင်ယူကောက်ပွဲဝင်ပြီးရင်ဒီလွတ်တော်လေးရောက်မှာပေါ့ဒါပေါ့သူကအဲ့လိုပြောမှာဒါမဲ့သူ့ဘက်ကလည်းဒီလက်နဲ့တွေဆက်ကင်ထားတယ်တိုင်းနာတွေလက်နဲ့မရှိတော့တဲ့အချိန်မှာတော့တိုင်းနာတွေရဲ့ဒီခွေးကဘယ်အမှခံရရှိမလဲနောက်ပြီးတော့ဒီသူပြောတဲ့လွတ်တော်ကလည်း2008ဖြစ်စီပုံချိန်ကဥပဒေနဲ့သူတို့စစ်သားတွေစစ်ကောင်းဆောင်တွေကဒီလွတ်တော်ထဲမှာယူကောက်ပွဲဝင်ကြမလို့ပဲနဲ့ဒီ 25ရက်လောက်ယူထားမဲ့တဘောဆိုတော့ဒါဒီလွတ်တော်ကအဲတရားမျှတတဲ့လွတ်တော်ဖြစ်မလဲပေါ့နော်ဒါကြောင့်ဒီတိုင်းနာဒီဘက်ကလနဆိုပြီးတော့မှဒီလွတ်တော်ဝင်တဲ့လမ်းကြောင်းတော့ကျွန်တော်ထင်တယ်ဒါတော့ဟိုစိတ်ကူးရင်ပြတာဖြစ်ပါဖြစ်ပါတယ်ပေါ့နော်ဒါလေဘာမှာတိုက်ရိုက်ဆောက်တာပဲဖြစ်တယ်ဒါကတော့ဘလို့မှကိုမဖြစ်နိုင်တာဖြစ်ပါတယ်ဒါကြောင့်ဒီရွက်ောက်ပွဲတွေလွတ်ရွက်ောက်ပွဲတွေ ်လွတ်တော်တွေမခေါ်ဒီကမှာတော့ကျွန်တော်တို့နိုင်ငံမှာတော့ဒီတကယ်စစ်မှန်တဲ့ညီညာရေးဆွေးနွေးပွဲလုပ်တယ်အာနောက်နိုင်ငံအစစ်မှန်တဲ့ညီညာရေးဆွေးနွေးပွဲလုပ်ကောင်းလုပ်နိုင်တယ်နောက်ဒီချိန်ထဲမှာပဲဒီအာဖက်ဒရယ်ပြည်ထောင်စုတိဆောက်ရေးအာမခံတဲ့ညီညာရေးဆွေးနွေးပွဲဖြစ်ဖို့လိုတာပေါ့နော်ဒါတွေဖြစ်မှတာလည်းဒီကျွန်တော်နိုင်ငံအေဂျင့်မှအေဂျင့်မှဖြစ်ပါတယ်အေဂျင့်ပြီးတော့မှဒါဒီအာ အေဂျန်ပြီးတော့မှဒါဒီကျွန်တော်တို့ရေကောက်ပွဲတွေပါတွေအလုပ်နိုင်မှာပေါ့နော်ဒါမှအာတိုင်းနာကောင်းဆောင်နေလဲဒီအာအာဘောနတမတမကြကြနဲ့ဆွတ်တော်လေးဝင်နိုင်တော့ပေါ့နော်ဒါပေမဲ့ဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့တော့အလုပ်မဖြစ်ဘူးလို့ကျွန်တော်ပဲပြောစီပြောလို့ရလေးလာကြည့်ရသလောက်ပေါ့လေတချို့ဒီတိုင်းရင်သားလက်နက်ကိုင်တွေထဲမှာတချို့အရင်အနေနဲ့ဆိုရင်ကြတော့ဒီတိုင်းလက်နက်ကိုင်တွေရောရှိနေတယ်ပေါ့ဒါပေမဲ့သူတို့ကနေတဆင့်ဒီပါတီလိုပုံစံမျိုးလှုပ်ပြီးတော့လွတ်တော်တွေကို ဝင်တာမျိုးရှိတယ်ပေါ့လေတချို့တိုင်းရင်းသားတွေအနေနဲ့တွေ့ရတာပေါ့အဲ့လိုမျိုးဝင်တဲ့အခါမှလည်းပေါ့လေဟိုအဲ့ဒီတိုင်းရင်းသားပါတီကအစိုးတခုတင်သွင်းလို့ဒီအများဆန္ဒရမဲခွဲဆုံးဖြတ်တာမျိုးရှိခဲ့လို့ရှိရင်လေဘလိုပဲဖြစ်တိုင်းရင်းသားပါတီတွေအနေနဲ့ကအထူးသဖြင့်အစိုးတင်သွင်းတာပယ်ချခံရမှုတွေရှိတယ်ပေါ့ဆိုတော့ဒီလိုမျိုးအများဆန္ဒနဲ့တွားတဲ့အခါမျိုးတွေမှာဆိုရင်တိုင်းရင်းသားတွေရဲ့အခန်းကဏ္ဍကမထီရောက်တဲ့ပုံစံမျိုးတွေ့ရတော့ဒါတွေကိုရောဘယ်လိုကြော်သွားလို့ရနိုင်မလဲပေါ့ရှင်ဒါတွေကရောဘယ်လိုဖြစ်တင်လဲပေါ့ရှင် ဟုတ်ပါတယ်ကျွန်တော်တို့ဒီကုနာပြောတဲ့အဒီနိုင်ငံမှာဒီမိုကရေစီစနစ်တစ်ခုတည်းနဲ့ကျွန်တော်တို့သွားလို့မရဘူးเนาะဒီနိုင်ငံမှာဒီလူနည်းစုတွေရဲ့ခွေရေးပေါ့เนาะလူမျိုးစုတွေရဲ့ခွေရေးနောက်လူနည်းစုတွေရဲ့ခွေရေးကိုအမှန်ကန်ဂျပေးတဲ့ဒီအာပါဝါကိုဒီအာနာကိုဒီဆင်ပလိုက်လုပ်တဲ့ပါဝါကိုဒီသူအာနာကိုသူပေးထားတဲ့လူနည်းလူနည်းစုတွေလက်ထဲဟိုတယ်မဟုတ် ဒါတိုင်းရင်းသားလူမျိုးတွေလူမျိုးစုတွေလူနန်းစုတွေပေါ့နော်အဲ့ဒီမှာလဲတို့မှာထိုက်တည်တဲ့အာအာနာပေါ့နော်တို့မှာထိုက်တည်တဲ့အာနာမရှိမချင်းကတော့ကျွန်တော်ထင်တယ်ဒါတော့လုံးဖြစ်မှာမဖြစ်ဘူးဒါကြောင့်ကျွန်တော်တို့ကဖက်ဒရယ်ကိစ္စကိုပြောတာဖြစ်ပါတယ်ဒီဖက်ဒရယ်ကိစ္စမှာတော့ဒီအာဒီမိုကရေစီစနစ်မှာတော့အားဒါအလုံးတည်တဲ့အတိုင်းပဲပေါ့နော်လူလူများစုရဲ့အဲတဘောဆန္ဒကိုယူတလို့လူနည်းစုတွေရဲ့ဒီ ကိုပိုင်ပြတန်းကွေကိုလည်းဒါလေးစားဖို့လုပ်တယ်ပေါ့နော်ဒါကြောင့် federal စနစ်ကိုကျွန်တော်တို့ပြောတာဖြစ်တယ်ဒီ federal မှာတော့ဒီတိုင်းနာတွေကတို့တို့ရှိတိရှိထိုက်တဲ့တို့ရဲ့အခွင့်အရေးတွေတို့ရပြီးတော့မှအာရဖို့လုပ်တယ်ရပြီးတော့မှဒီဒီမိုကရေစီစနစ်နဲ့တွားဖို့ကလိုတာပေါ့နော်ဒါပေမဲ့အလုံးကိုဒီမိုကရေစီနဲ့ပဲလွှမ်းခြုံလိုက်မယ်ဆိုရင်ဒီခုနပြောတဲ့ အာပြိပခါတွေကပြည်လဲမှာတော့မဟုတ်ဘူးပေါ့နော်ဒါလူနေစုတွေကအတန်ကွန်းနာမထောင်ဘူးလူတိုင်းတိုင်းမျိုးတွေကအတန်ကွန်းနာမထောင်ဘူးသူတို့ရဲ့ခွေကြီးကိုမပေးမချင်းတော့ကျွန်တော်ထင်တယ်ဒါတော့ဒီဘလို့ပဲဖြစ်ဖြစ်ပေါ့နော်ဒါတော့အာဒီနိုင်ငံကြီးရဲ့ deadlock ကဒီနိုင်နိုင်ငံကြီး deadlock ထဲမှာတော့ကျွန်တော်တို့ကြော်ပါလို့မရဘူးထင်ပါတယ်ပြည်ပေါ်နေဒီပေါ်မြန်မာနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုကြည့်မယ်ဆိုရင်တော့ပေါ့လေသူတို့ပြင်ဆင်တဲ့အခါမျိုးတွေမှာဆိုရင် ဒီပြင်ဆင်ပြီးတော့12နှစ်ဒါမှမဟုတ်17နှစ်လောက်ကြာလို့ရှင်တခါဒီအာနာတိန်းနဲ့ခင်ချင်းပေါ်လာတာမျိုးတွေတတိထားမိတယ်ဗောလေဒီ2008ပြင်ပြီးတဲ့နောက်မှာလည်းအခုဆိုရင်ဒီ2021မှာဒီအာနာထိန်းတာအာနာတိန်းတာလှုပ်လာတာတွေ့ရတာဗောဆိုတော့ဒီဖွဲ့စည်းပုံကိုတကယ်လို့မပြင်လို့ရှင်ဘယ်လိုလမ်းကြောင်းကနေသွားနိုင်မလဲဗောညမာနိုင်ငံရဲ့အနေထားအရကောဘယ်လိုဖြစ်တယ်လဲဗောရှင်ဖွဲ့စည်းပုံကပြင်လို့မရဘူးတော့ဘူးကျွန်တော်နိုင်ငံရဲ့ပြဿနာကလေဖွဲ့စည်းပုံရဲ့ crisis ဗောနော်ဒီဖွဲ့စည်းပုံရဲ့ crisis ဖြစ်တယ်ဒီဖွဲ့ဟိုဘယ်လိုမှဒီဖွဲ့စည်းပုံကပြင်လို့မရတော့ဘူးပေါ့ကျွန်တော်မြင်တာဒီ2008ဖွဲ့စည်းပုံကလည်းပြင်လို့မရတော့ဘူးကျွန်တော်တို့ကတော့အားလုံးကဒီဟိုဘယ်လိုမှငင်းချင်ရင်ပေါ့နော်ငင်းချင်ရေးဆွေးနွေးပွဲတွေငင်းချင်ရေးတစ်ခုလုပ်ပြီးတော့မှအားလုံးကအားလုံးသဘောထားတဲ့အားလုံးကလက်ခံနိုင်တဲ့ဖွဲ့စည်းပုံအစ်စ်တစ်ခုတော့ရေးရမယ်အဲ့ဒီဖွဲ့စည်းပုံကလည်းဒီ Federal Democracy ပေါ့နော်ဒီ Federal ကိုလည်း အာမနေ့မဒါလက်ခံရမယ်ပေါ့နော်ဒါလက်ခံရမယ်ဖက်ဒရယ်ကိုလည်းကျွန်တော်တို့စနစ်ပြအာဒါပြင်ဆင်ပြင်ဆင်ပြီးတော့မှအလုံးလက်ခံနိုင်တဲ့ဖက်ဒရယ်ပုံစံစနစ်ပြရမယ်ပေါ့နော်နောက်တစ်ခုကတော့ဒီဒီမိုကရေစီစနစ်ပြရမှာပေါ့နော်ဒီအဲ့ဒီဖက်ဒရယ်နိုင်ငံအတွင်းမှာလည်းကျွန်တော်တို့ဒီအာခေါင်းဆောင်တွေပါရွေးချယ်တဲ့အခါမှာလည်းဒီမိုကရေစီမြန်ကြအောင်ပေါ့ စသဖြင့်ပါလေဒါတွေကိုကျွန်တော်တို့အခြေခံနိုင်ငံကြီးအခြေခံမူအနေနဲ့ထားပြီးတော့မှဒီဆွေးနွေးဖွဲ့စည်းပုံတစ်ခုလုံးကို ပြင်ဆင်ဖို့လိုတယ်။ဒါကြောင့်ကျွန်တော်တို့ဒီတိုက်တော်လိုင်းရင်းအားစုတွေအနေနဲ့ကတော့ကျွန်တော်တို့ပြင်ဆင်နေပါတယ်။ကျွန်တော်တို့ Federal Democracy Charter နံပါတ်1ကတော့ဒီအားလုံးကိုလွှမ်းခြုံပြီးတော့မှအားလုံးအတွက်ဒီညီညာရေးလည်းရှိမယ်။နောက် အပြည်သူတိုင်းပြည်သူလူထုရဲ့အခွင့်အရေးဒီမိုကရေစီနဲ့ခွင့်အရေးလူခွင့်အရေးတွေပြည့်ဝစေရမယ်။နောက်တိုင်းရင်းသားလူမျိုးတွေအတွက်တို့ရဲ့ကိုယ်ပိုင်ပြဌာန်းခွင့်အခွင့်အရေးတွေလည်းပြည့်ဝစေရမှာပေါ့နော်။ဒါတော့ကျွန်တော်တို့ Federal Democracy Charter မှာ Charter တစ်ထဲမှာတော့ဒါပေါ်မှာတဘောတော့လောလောဆယ်တော့လမ်းညွှန်နေနေပေါ့ကျွန်တော်တို့အာတုံးပြူနေတာဖြစ်ပါတယ်။အဲလိုမျိုးဒီဖွဲ့စည်းပုံကို မပြင်းမစင်အာအစ်စ်ပြန်ပြီးမရေတရွေ့ပေါ့နော်။အဲ့ဒီပုံမှန်ချိန်ကပြီးတော့မှ ဒီဖက်ဒရယ်ဒီမိုကရေစီချာတာနံပါတ်၁ပမာချိကံပြီးတော့မှဒီခွဲစည်းပုံတွေနော်ဒါယူအဲဘာလဲငင်းချင်ရေးလုပ်မယ်ပေါ့နော်ငင်းချင်ရေးရှိမယ်ရှိမယ်ငင်းရေးစုနေပွဲလုပ်မယ်ခွဲစည်းပုံကိုတစ်ပြန်ရေးဆွဲမယ်နောက်ပွဲရေးဆွဲလာတဲ့တစ်ခွဲစည်းပုံကိုနောက်ထပ်ကျွန်တော်တိုင်းပြည်ပြည်လို့တော်တခုမှာကျွန်တော်တို့တည်ပြုမယ် any process ပေါ့နော် any process မပါဘဲနဲ့အခုရှိနေတဲ့2008ကိုဟိုပြင်လိုက်ဒီပြင်လိုက် ဟောလုံးလုံးမရဘူးပေါ့နော်ကျွန်တော်မြင်ဒီဒါကိုလောက်တာဒီအာတကယ်ဟိုယွင်းဟိုဟိုဟိုယွင်းပျက်စီးနေတဲ့အိမ်တစ်လုံးကိုဟိုဟိုကာလိုက်ဒီကာလိုက်ဟိုဖဲလိုက်ဒီဖဲလိုက်ပေါ့နော်ဒါမျိုးလောက်တာတော့ကျွန်တော်ထင်နေရှင်မပြေဘူးပေါ့နော်ဒါတော့နှစ်ထောက်ရှိဖွဲ့စည်းပုံကိုလုံးလုံးဖြတ်သိမ်းရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့အားလုံးကသဘောတူနိုင်တဲ့ဒီ အာဖက်ဒရယ်ကိုဥတည်တဲ့ဒီမိုကရေစီစနစ်ကိုဥတည်တဲ့ဖွဲ့စည်းပုံတစ်ခုကျွန်တော်တို့ရေးဆွဲနိုင်မှတာလေကျွန်တော်တို့နိုင်ငံရဲ့ရေရှည်ငင်းရဲ့ရည်တည်တာမှာဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံရဲ့ပြဿနာကဖွဲ့စည်းပုံပြဿနာဖြစ်တယ်ဒီဖွဲ့စည်းပုံထဲမှာတစုတစ်ဖွဲ့ဒါနေပြီးတော့မှအုပ်ဆိုးထားတဲ့ထိန်းချုပ်ထားတဲ့ဖွဲ့စည်းပုံဖြစ်တယ်အားလုံးကပါဝင်နိုင်အောင်လမ်းမဖွေထားဘူးလမ်းပိတ်ထားတဲ့ဖွဲ့စည်းပုံဖြစ်တယ် ဒီမိုကရေစီမရှိတဲ့ဖွဲ့စည်းပုံ ဖြစ်တယ်။နောက်တိုင်းရင်းသားတွေရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုလေးမပေးတဲ့ဖွဲ့စည်းပုံဖြစ်တဲ့အတွက်ဒီဖွဲ့စည်းပုံကိုပြင်ပြင်လို့မရဘူး။ဖြတ်ဖို့ပဲရှိပါတယ်လို့ကျွန်တော်ကပြောချင်ပါတယ်။တကယ်လို့ပေါ့လေအဲ့လိုမျိုးပေါ့ဟိုပြင်မယ်ပေါ့တော့ဖြတ်တာတော့အရင်ဆုံးပြင်မယ်လို့ဆုံးဖြတ်လို့ရှိရင်လည်းတို့ကဒီလွှတ်တော်ပေါ်မှာပြင်လို့ရမယ်ဆိုပြီးတော့ပြောနေကြတာမျိုးတွေ့ရတယ်ပေါ့။ဆိုတော့ဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်လာတာကရောလွှတ်တော်ကနေရေးဆွဲခဲ့တာလားပေါ့ဘယ်လိုမျိုးမြင်မိလဲရှင့် နထရှိဖက်စီပုံလားဟိုလေလေကျွန်တော်တို့နာဂစ်ကာလာမှာတို့ခေါ်တယ်မော်ရေးထားတဲ့ဖွဲ့စည်းပုံပဲလေအဲ့ဒါလည်းဒီစစ်တပ်ကမြူဒါဗာလဲဒီကဘာပေါ်မှာခနစ်မြန်အရှိဆုံးအော်တုံးပြထားတဲ့ရေးထားတဲ့ဖွဲ့စည်းပုံဖြစ်တယ်နောက်ပြီးတော့ဒီစစ်တပ်ကဥဆောင်ရေးထားတာဖြစ်တယ် NLD တော့မပါဘူးအဲ့ဒီချိန်မှာတိုင်းနာလက်နက်ကင်ဖွဲ့စည်းတော့မပြောနဲ့ NLD တော့မပါဘူး အဲ့ချိန်မှာရေးဆွဲထားတဲ့ဖွဲ့စည်းပုံကိုသူတို့ကဒီ nugget ကာလမှာအတင်းချက်ဟိုခေါ်တယ်မို့အတီးပြူတာပေါ့နော်အတီးပြူတယ်အတီးပြူတာဖြစ်တဲ့အတွက်ဒီဖွဲ့စည်းပုံရဲ့လာပုံလာနေရလဲငကိုကလေးကမမှန်နေတာဖြစ်တာပေါ့နော်မမှန်နေတာဖြစ်တဲ့အတွက်ဒီဖွဲ့စည်းပုံကအာပฏิပฏิပခညာကြီးဖြစ်စီတယ်ပေါ့နော်ဘယ်ကျွန်တော်တို့ဘယ်တိုင်းသားလူမျိုးတွေမှာဒီဖွဲ့စည်းပုံကိုလက်မခံဘူးပေါ့နော်ဒါပေမဲ့ NLD ကတော့ ပြောတော့တတ်နိုင်လောက်အဲတွင်ပိုင်းရောက်ရင်ဒီပြင်မယ်ဆိုပြီးတော့မှကြိုးစားရတာပေါ့နော်2015နေ2016နေ20 20ဒီတို့လည်းပြင်လို့မရဘူးလေဒါဆိုတော့ဒီခွေးစည်းပုံကဒီ soul power ပေါ့နော်အာနာပြင်အာနာတော်တော်များများကိုစစ်တက်ကိုပေးထားလို့ဖြစ်တာပေါ့နော်ဒါကြောင့်လည်းဒီခွေးစည်းပုံကဘလို့ပြင်ပြင်မလဲပေါ့နော်ဒီအာဟိုနေ့မှလို့တော်တယ်မှပြင်ဖို့လဲဒါကြိုးစားခဲ့ပြီးပြီလေ ဒါကျူးစားခဲ့ပြီးပြီဒါလည်းမရဘူးပေါ့နော်အဲဒါလည်းမအောင်မြင်ဘူးဒါမဲ့အခုလာမဲ့လွတ်တော်ထားပါတော့တို့တို့စီစဉ်နေတာယူကော့ပွဲလုပ်မယ်တို့လူတွေကြက်ထန်ရေးပါတီတွေနောက်တို့ရထောက်ခံတဲ့ပါတီတွေကဒီလွတ်တယ်လည်းရောက်မှာပေါ့နော်လွတ်တယ်လည်းရောက်နေအဲဒီလွတ်အဲ့ဒီပါတီတွေကဘာပြင်လို့ရမလဲပေါ့နော်ဘယ်ဟာတွေပြင်မလဲပေါ့ဒီစစ်တပ်ကိုစားကြည့်နေကိစ္စတွေစစ်တပ်မပေါအောင် ပြင်လို့ရမလားပေါ့နော် ဒါပြင်လို့မရဘူးဘယ်သူမှပြင်လို့မရဘူးဒီဖွဲ့စည်းပုံကိုကျွန်တော်အဲ့လိုကျွန်တော်တုံးတက်ပါလေပေါ့နော်